ဂျင်းမထက်နဲ့ရောင်းပူမလင်းနဲ့ရောင်းအေးတကီလို400ကျွန်တော်တို့400ပေးပြီးဝယ်စားတယ်ဒါမဲ့ကိုရောင်းတဲ့ချိန်မှာပြောညီဟိုရပို့ကထပ်ပေးရမယ်နော်အေးအဲ့ကဲဒီမှာတော့ကိုဆိုးလွဲ့ကျွန်တော် online shopping ရောင်းတဲ့ကိုဆိုးလွဲ့ကျွန်တော်ဂျင်းကြီးထည့်လိုက်တာပေါ့နော်ဒီမှာကျွန်တော်ကြွက်ကြောက်မှလည်း400ပို့တူလားကျွန်တော်ပြောတာမဝယ်ခင်နဲ့ပြောညီပို့က50ပေးရမယ်ပို့က50ရှိတယ်450ကြမယ်အဲလိုတခါတည်းပြောပေါ့ ကျွန်တော်ဝယ်တဲ့1ကီလို400 400ဆိုရင်400ပေးလိုက်တယ်အေးမော်ဂင်ပြောကြည့်လေးကဒါကျွန်တော်တို့ဟိုမဝယ်စားဘူးနဲ့တူပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဟိုဂျင်းထဲ့တယ်ဆိုတဲ့စကားပြောသွားတယ်အဲကျွန်တော်တို့ဒီရင်းနှီးချိန်ကြီးဘလို့မှဟိုဂျင်းလည်းမထည့်ဘူးချက်သွုံမင်းလည်းမထည့်ဘူးနန်းနန်းမင်းလည်းမဟုတ်ဘူးဒါဈေးဝယ်ဘူးတဲ့သူတိုင်းသိတယ်ဈေးဝယ်တဲ့အခါကျလို့ရှိရင်ဟို delivery ကတော့ပြရမှာဗျာ delivery ရောင်းကကျွန်တော်အမေလင်မှာမဟုတ်တာเนาะဒါကျွန်တော်တို့ဆိုလို့ရှိရင် तू ကဘာလို့90ကျတယ်ဒီလားအိမ်ရောင်းဝင်ချေယူလို့ ူ90ကြာတာเนาะဒါပေမဲ့ तू နှစ်ဘူးပဲယူ10ဘူးပဲယူကျွန်တော်90ယူလာအဲငွေကြိုလွှဲ तू 35ပဲပဲကြာမှာအဲပို့ကပေါ့เนาะဒါကတဘူးပဲယူ10ဘူးပဲယူကျွန်တော်ဒီမှာဝင်နေရလူတွေကသိတယ်ဒါတခြားလူတွေဆိုသူများတွေရောင်းလာဆိုလို့ရှိရင်ဟို60တို့80တို့ဒါ내ဝေးငွေတဲ့ဂျီတို့အဲ့လိုမျိုးတောင်းတယ်ကျွန်တော်မှာတော့အဲ့လိုမတောင်းဘူးကျွန်တော်ဒီမှာဒီဟိုပြောလို့ဆိုပို့ကအသက်တာဆုံးလို့တောင်ပြောလို့ရတယ်ကွာအဲအဲ့ဒါတော့မှကျွန်တော်ဂျင်းတဲ့လေဆိုတော့ဒါဟိုဝယ်စားဦးတဲ့လူတိုင်းတော့သိမှာပေါ့เนาะကျွန်တော်တို့အဲ့လိုမလုပ်ပါဘူးနောက်ပြီးတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က လိုက်ဝင်တဲ့ခါကျရင်ကျွန်တော်တို့ကပါဇက်ကလေအမြုပ်မထွက်အောင်ပြောရတယ်ကျွန်တော်တို့ကပစ္စည်းဝယ်လို့ရှိရင်ငွေကြိုလွှဲရင်35ဘတ်အဲအဲရောင်းဝယ်ချေဆိုရင်ကိုက90ရှိတယ်နော်ဘလောက်ဘူးပဲယူဒါကျွန်တော်လိုက်ထဲမှာ तू လဝင်မကြည့်လို့ဖြစ်ပါလိမ့်မယ်ပေါ့နော်ဒါလဝင်မကြည့်ပဲနဲ့မှားမယ်ဆိုရင်တော့မှ तू မေးတင်အကွေပိုးကရှိလားမရှိဘူးလားအညီမကြီးပိုးကရှိလားမရှိဘူးလားဒါ तू မေးမေးတင်တယ်ပေါ့နော် तू လည်းမမေးပဲနဲ့ तू ပထမတည်းတကူ short ပြစားပြီးတော့ तू ပြောတဲ့အကွေ450ကြားမယ်ဆိုပြီး तू ပြောလိုက်မယ် ါတွေလည်းသူမကြည့်ဘူးဖြစ်ပါလိမ့်မယ်ပေါ့နော်အဲဒါကျွန်တော်တို့ဒီမှာဈေးဝယ်တဲ့လူတိုင်းတော့သိတယ်ပို့ကတော့ဗျာ delivery ကပို့မေးလင်ရုံမဟုတ်တဲ့အတွက်တော့ပို့ကတော့ကျွန်တော်တို့ပေးရပါတယ်နောက်ပြီးတော့အဲ့ဒီညီလေးပြောတာရှိတယ်နော်။ဒါလည်းဆိုတော့ပရစ်ဒီကြွက်ကြော်မှာတဲ့ဟိုပရစ်အာပရစ်နန်းနန်းပရစ်နန်းထွက်တယ်တဲ့ပရစ်နန်းထွက်တယ်ဆိုပြီးပြောပြပြောတယ်ကျွန်တော်တို့ကလေဒီမှာကြည့်ဒီမှာစီပုံးနေအာကျွန်တော်ပြောတဲ့ အဲအဲ့လိုမတန်းတဲ့စီတွေမကောင်းတဲ့စီတွေပြန်ထည့်ပြီးတော့မကြော်ဘူး။ဘာပြောလဲလဲဆိုတော့ကိုညီကိုမောင်တို့မတွေအားပေးတဲ့ညီကိုမောင်တို့တွေကအဲပြောမယ်ဆိုလို့ရှိလို့ရှိရင်ဟိုကျမအိနဲ့ညီညွတ်အောင်လုပ်တယ်ဒီပေးရကြော်တာနဲ့ကြွတ်နဲ့ကျွန်တော်သီးတတ်မယ်ဗျာ။အဲဒါပေမဲ့ဟိုဘယ်လိုလဲဆိုတော့ခတ်တဲ့ဇွန်လေးနဲ့ခတ်ထည့်မိလိုက်လို့နည်းနည်းလေးအနံ့ပါသွားလို့ရှိလို့ရှိရင်တော့လေကျွန်တော်ပြောမှာကလေးတွေဆိုတော့ထည့်တဲ့ကလေးတွေဆိုတော့သူကမင်းမြန်မြန်လာတော့တယ်ဦးတော်တော့မသူတဲ့ဦးနဲ့သူရွေးပြီးကြော်တာကြော်ကြော်တာဒါကပေးကြော်တာကြော်ဒီပေးကြော်တဲ့စီကြီးကိုကြွတ်ဘယ်လိုသွားကြော်လို့ရမလဲနော် ပရိတ်ကျော်တဲ့စီကိုကြွက်တကြော်လို့ချင်းအဲ့အနံ့တွေရောအရသာတော့ဘာတွေရောကျန်တဲ့လူတော့တရားမှောင်ဖြစ်ပါဘူးဒီညီလေးတရားပဲအဲ့လိုမျိုးဖြစ်တယ်လို့ကျွန်တော်ဟိုပါပေါ့နော်သိရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ယနေ့ချိန်ကြီးဘဒုဟူမှာကျွန်တော်တို့စီမှာဝယ်တဲ့ customer တယောက်ပြီးပြောတဲ့နောက်နောက်သူများအဲ့လိုဂျင်းမထဲပါနဲ့တဲ့ညီလေး comment အောက်မှာညီလေးပြန်ဝင်ကြည့်လိုက်အောင်သူများစာရည်ရေးထားတာပေါ့နော်ဗာရေးထားလဲဆိုတော့အညီလေးလည်းစာဖတ်တတ်ပါလိမ့်မယ်အကိုတို့ရေယနေ့ချိန်ကြီးဘဒုမှာဂျင်းမထဲဘူးဘာလို့လဲဆိုတော့ဒီပတ်စံက200 300နဲ့ဂျင်းထဲလို့ဘာစားရမှာလဲနော်အေးပတ်စံဟိုဘတ် ဟိုတန်းကိုတိန်းနဲ့ချီပြီးဆိုရင်တော့တမျိုးပေါ့ဘာတန်းနဲ့တန်းလောက်ဆိုတော့ညီမကြီးကလိမ်မစားဘာလို့ဆိုတော့အဲ့လိုပတ်စံပို့လို့မှလည်းရှိတယ်ဟုတ်လားအဲအဲ့ဒါကြောင့်သူများလိမ်မစားဘူးအဲ့လိုပတ်စံနဲ့အဲဘက်ကိုတန်းကိုတိန်းနဲ့ချီပြီးဆိုရင်တော့ဂျင်းထည့်ထဲလိုက်မယ်အဲ့လိုပတ်စံဟိုနှစ်ပဲ၆ပြားနဲ့တော့ဂျင်းမထည့်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကိုယ်စီမှာအများတန်းလာဝယ်တဲ့ကတ်စတမာတွေကိုကျွန်တော်တို့ရိုးရိုးတတကောင်းကောင်းမွန်မွန်ရောင်းပေးလို့နှစ်နှစ်ရှိပြီးရောင်းတာ နော်ဟိုဘာမှလင်မြန်းနေအောင်ဘာမှမရှိတဲ့ဘဝနေဒီချိန်ဒီတိရောက်လာတာဘာဖြစ်လို့အဲ့လိုအဆင်ပြေလာလဲဆိုတော့ရိုးရိုးသားသားရောက်နေစေတနာထားတယ်အဲအဲ့ဒါကြောင့်မို့လို့ကိုယ့်ကိုလည်းဝယ်တဲ့လူတွေကမေတ္တာပြန်ထားတဲ့အတွက်ကျွန်တော်တို့ဒီမှာအကုန်လုံးအဆင်ပြေရပါတော့ဒီ space ကြော်တဲ့စီကြွတ်တပြန်ကြော်လို့လည်းမရအောင်စီကလည်းသူ့စီနဲ့သူကျွန်တော်တို့ level ကျွန်တော်တို့စီအတတ်မဲ့တုံးတာ เนาะအဲနောက်ပြီးတော့အဲ့ဒီပို့ကတော့လူတိုင်းမှာရှိပါတယ်လို့เนาะဘုသူစီမှာဘောပဲသူများစီမှာတွေတချို့တွေဆိုလို့ရှိရင်ပို့ကငွေဝေးတွေပါတောင်းတယ်တချို့ဆို80 80တောင်းတယ်ကျွန်တော်တို့စီမှာငွေကြိုလွှဲရင်လေကျွန်တော်တို့စီမှာပို့က35ဘတ်တက်ရှိတာ ်ယူလို့ကိုကအင်ဂျင်ယူလို့50ပဲအဲ့နှစ်ပူးလုံးကျွန်တော်ကိုက50ပဲဘယ်လိုလဲဆိုရင်မောင်လေး30ပဲဒီနေ့နဲ့ကဘယ်နေရာလဲမသိဘူးသူကသူဟိုးဖားတိုက်ပြီးဘာညာတိုက်တဲ့နေရာမှာသွားနေအကျိုးဆုံးနယ်ဝင်းဝေးတကယူတယ်ကျွန်တော်တို့အဲ့လိုမယူဘူးကိုကတော့ဘာလို့ဆိုသူများနယ်ဝင်းကအဲ့ပို့ယူပါဗောကျွန်းမော်တွေပါဆိုသူများနယ်ဝင်းကယူကျွန်တော်တို့မယူအဲ့50နဲ့ပဲကျွန်တော်တို့အမျက်ထဲကပိုင်ပါသွားပြီးပို့ပေးလိုက်ဒါကျွန်တော်တို့စေတနာကျွန်တော်တို့ဝယ်နေကြလူတွေသိခဲ့ဒါမှမဟုတ်ညီလေးကတော့ ဟိုမသိလို့ပဲလားဘာဖြစ်လို့လဲတော့မသိတင်တာပေါ့နော်တင်လိုက်ကိစ္စမရှိတော့ဘာလို့လဲဆိုတော့ညီနဲ့ညီလေးကြိုက်တယ်လို့ပြောပြီးတော့တင်အကူတို့လောက်ကအကူတို့လောက်ရကမှန်တယ်အကူတို့ကအမှားမလုပ်ထားတဲ့တော့အကူတို့ဘာမှမဖြစ်သွားဘူးဒါမှမဟုတ်အဲ့လိုတင်လိုက်တော့ဒီမှာကြွကြွပေါက်ပေါက်တော့ပေါ့နော်အဲ့လိုတော့ပြောရမှာပေါ့ကျွန်တော်ကြွကြွပေါက်ဒါမှမဟုတ်ကြွကြွပေါက်ပြီးတာမတင်နဲ့တော့ဘာလို့လဲဆိုတော့အချိန်တရာတနေ့လာလို့ရှိရင်သူတို့ပြပြီးတော့ရောင်းကြမှာအသိဝဲတာတရားနှစ်ဘူးသုံးဘူးနှစ်ဘူးသုံးဘူးတော့အရန်ရန်ရတာကြွက်ကလည်း ရှာတဲ့လူတော့လက်လန်အစီရေဆိုလဲဒါမနေ့ကတဲကထိုင်ဝါချလိုက်ပြီဟုတ်ကဲ့ဒီတဲမှာကျတာကနေ့ကိုအဲ့လိုမျိုးလေးပုံကြီးနဲ့လူဖာကြီးနဲ့နှစ်ဖာကုန်းတယ်တချို့ကြတော့ဘလို့ကိုလဲကိုကြီးစားတယ်တချို့ကြကြွက်စားတယ်တချို့ကပိတ်ရင်မစားအဲ့လိုမျိုးရှိတယ်တချို့ကြတော့ဝတ်သားစားအမေသားမစားအဲ့လိုပုံစံမျိုးရှိတယ်တချို့ကြတော့ပိတ်စားတယ်ကြွက်စားတယ်ကိုစီသွားရောလို့မရဘူးဘာရောလို့မရဘူးအဲ့လိုမျိုးကခုနကဇွန်ခရီးထဲင်းနဲ့ပါရနှမ့်မိလားဘာလားအဲ့လားပဲရှိရမို့လို့ကတော့စိတ်ကကျန်တဲ့လူတော့အဲ့လိုမျိုးမဖြစ်ပါဘူးသူတရားပဲအဲ့လိုမျိုးပဲဖြစ်တယ်ဆိုတော့ကျွန်တော်လည်းဟိုပါပေါ့ စိတ်မကောင်းဘူးเนาะဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ဒီမှာနောက်နောက်လောက်ဝယ်မဲ့ကုညီကိုမောင်နှမတွေဆိုလို့ရှိရင်လေသေချာလေးမေးပါမရှင်းတာရှိရင်သေချာမေးကိုတနေ့ကအမတရားလို့ဖြစ်နေမယ်ဘာလည်းပြောလဲသိလားကျွန်တော်စီကကြက်ရက်ရွက်ကိုသူတရားဘိုးဝယ်သွားတယ်သူကသူကတရားဘိုးဆိုကျွန်တော်တို့ရောင်းတာဒီတထုံးပေါ့တထုံး25ဘက်ရောင်းတထုံးတွေကငါအစည်းသေးလေး၅စည်းပါတယ်ဗျာတထုံး25ဘက်ရောင်းအကုန်လုံးသိတယ်သူအားလာပါ၄စည်းကိုတရားသူအားလာပါသလားဝယ်ချသွားပြီးတော့ဟိုလဲရကျွန်တော်ဘာပြောလဲငါတော့ဂျင်းမိပြီးဂျင်းမိအကျွန်တော်လေးအမုန်းတော့အဲ့ဒီဂျင်းဆိုတဲ့စကားအမုန်းဆုံးပဲ ဘာလို့လဲဆိုတော့ကျွန်တော်လူလူသူတို့မှတ်တာပေါ်မှာကျွန်တော်ဘတော်မှမဟုတ်ကဟုတ်ကတွေတခါမှကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ကြံစီထားတာလည်းမရှိသူများမဟုတ်ကဟုတ်ကကျွန်တော်တို့ပြောမယ်ဆိုလောက်တာလည်းမရှိအဲ့ဂျင်းမီဘီဂျင်းမီဘီဆိုလို့ပြောကျွန်တော်လည်းစိတ်ရထောင်းနေထောက်ရတယ်။အဲ့တို့ပြောတော့လေးပိတ်တာကိုတရားဆိုဟာကျွန်တော်လန့်သွား။အော်၄ကီလိုတရားဆိုတော့ဟာကရိုင်ရ၄ကီလိုတရားအမဘမရှာဝယ်လို့ရလေလို့မေးကြည့်တာ။ဟဲ့တို့ပြောအခုလာတော့တာ၁ကီလိုတော့မပြည့်ဘူးလေကရိုင်ရကျွန်တော်ပြောတယ်၄စီးကိုတရား၄ထုံးပါတယ်ဗျာတထုံးဒီလောက်လောက်ရှိတဲ့အထုံးတထုံး25ဘက်ပေးရတယ်။ ဟာ၄ကီလိုဆိုတော့လန့်သွားမြန်မာပြည်မှာတော့ပဲ၄ကီလိုတက်ရမရအောင်။အာအဲ့ဒါနဲ့ပြောပြီးတော့လေကျွန်တော်တို့ပိုးစိုးပတ်သက်လာပြောတော့အာကျွန်တော်လည်းပြန်ပြောလိုက်တော့သူလည်းနောက်နားလဲသွားပါတယ်ပေါ့နော်။အဲ့လိုမျိုးဈေးဝယ်မယ်ဆိုရင်ကိုမရှင်းသေချာလာမေး။အချို့တွေကြတော့လေပြောမရှင်းတာမှတော်တော်မရှင်းတော့ဘလောက်ဘလောက်ထိပြုတ်ကြလဲဆိုအဲ့ဒါကြီးกระไรเวะ40နဲ့4กิโลတရားกระไรเวะ4กิโลတရားဘူးရအောင်ဗျာကျွန်တော်တော့လိုချင်သေးတယ်เนาะ4กิโลဆိုနည်းနည်းတော့မဟုတ်တာအများကြီးဘူးအဲ့ဒါတရားဘူးဆိုတော့ အဲ့ဒါ၄ကီလိုတရာသွေးဝယ်တာမှကျွန်တော်ရောင်းတာ၄စီးတရာရဲ့အဲ့လိုမျိုးပေါ့နောက်တော့ကျွန်တော်ကဈေးဝယ်မရှင်းတာရှိပြီမေးပါအဲ့ဒီအဖိုးကားတွေပါဆိုလဲမေးပါကျွန်တော်ကတော့ live ထဲမှာအမြုပ်ထွက်မထွက်ကျွန်တော်ပြောတယ်ပြီးတော့ပစ္စည်းတွေပါလေမလို့ပို့လိုက်လို့လမ်းခရီးကြောင့်မဖြစ်ဖြစ်လည်းပဲသမားကြောင့်မဖြစ်ဖြစ်အဆင်မပြေတာရှိရင်ခလေးတွေဝန်ကြီးအကောက်တွေပြင်ပြောမလို့တဝက်ပြင်ပြီးတော့အာမခံပါဟာလောက်ပြီလောက်ပဲဘယ်သူမှတော့မယောပေးတာကျွန်တော်တို့ယောပေးတယ်ပုံနေရမှာအစားဘူးကလော်ဒီရောင်းတယ်၁၀000ပုတ်တယ်ဆိုမလို့9000ပြန်ယောပေးရတယ်အဲ့လိုမျိုးလေးရှိပါတယ်လာပြောကြပါဒါဝန်ကြီးညီကောင်မလေးပြောကြရမလို့အစ်ကဘုမဝယ်တော့ ို့လည်းမသိလို့ဖြစ်ပါလေမနော်ဟုတ်ပါတယ်เนาะကျွန်တော်တို့လင်မယားကိုဒါကြောင့်မို့လို့ကျွန်တော်တို့လင်မယားစီမှာအားပေးတဲ့ကိုယ့်ရဲ့ညီကိုမောင်နှမတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီမှာအဆုံရှိတယ်ပေါ့เนาะမြန်မာပြည်ပြည်စီအဆုံရှိပါတယ်ကဲလိုချင်တာလေးတွေကျွန်တော်စီမှာမှားလာလို့ရပဲမနေ့ကကြွရအောင်ပါเนาะကြွရအောင်အားလုံးကျေးဇူးပါပို့ကားရှိတယ်เนาะ